Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီ video file မှာတော့ vitamin A နဲ့တည်တည်တိထိုက်တဲ့အချက်တွေအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲကျွန်တော်ကြံခဲ့တဲ့ဘောနော်ဒီ vitamin C နဲ့ vitamin E အကြောင်းကိုတော့နောက် video file မှာဆက်လက်ရှင်းပြပေးပါမယ်ဒီကျွန်တော်ဒီပိုင်းမှာဘာကြောင့်မပြောရလဲဆိုတော့ဒီပြောလိုက်တယ်ဆိုလို့ရှင်ဒီ video file ရဲ့ ကြာချင်းကပုံများသွားပြီးတော့ကြီးစုသူအနေနဲ့ပြင်းရသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဗီတာမင် A အကြောင်းကိုပဲအရင်ဒီဗီဒီယိုဖိုင်မှာပြောပြပေးမှာဖြစ်ပါတယ်ဗီတာမင် A အကြောင်းကိုဒီကျွန်တော်အပိုင်း6ပိုင်းနဲ့ပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ကတော့ဗီတာမင် A ရဲ့အဓိကလုံဆောင်ချက်တွေအကြောင်းနံပါတ်2ကတော့သောက်သုံးသင့်တဲ့ပမာဏနဲ့ဗီတာမင် A ချုပ်တဲမှုလက္ခဏာတွေရဲ့အကြောင်းနံပါတ်3ကဗီတာမင် A မျိုးစားနှစ်ခုအကြောင်းနဲ့ဗီတာမင် A ကြွေဝါးတဲ့အစားအသောက်တွေအကြောင်း နံပါတ်၄ကတော့ဗီတာမင် A အလွန်ကျွံစားသုံးခြင်းဆိုကြတွေနံပါတ်၅ချက်ကတော့ဗီတာမင်အားစေးတောက်သုံးဖို့လိုအပ်နေတဲ့သူတွေနံပါတ်၆ကတော့ဒီဗီတာမင် A C တွေနဲ့ဒီတက်ပြုတ်နိုင်တဲ့ဆေးဝါးတွေအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ပြောပြဖို့ကြံခဲ့တော်တွေသိကြတော်တွေရှိခဲ့ရင်လည်း comment ပေါ်မှာမြင်နိုင်ပါတယ် ကြံပြူပေးနိုင်ပါတယ်။မေဆွေရောရဲ့ကြံပြူပေးချက်တွေကိုကျွန်တော်အစင်ဒီဇိုင်းလေးစားနားထောင်လေးရပါကျွန်တော်လေးလာမသားထားရမြကျမ်းမာရေးဘူးသူသားအနေနဲ့ပြန်လည်မျှဝေပေးခြင်းဖြစ်တဲ့အတွက်ကြောင့်ကိုမိမိခန္ဓာကိုယ်ရဲ့ကျန်းမာရေးတတိပေးချက်တွေကိုနားလည်အောင်လို့ဆောင်ပြီးတော့ညံရှိတယ်လို့ဝေဖန်ပိုင်းချ လောက်ဆောင်ပါလို့ကျွန်တော်ဒီဗီဒီယိုဖိုင်ကနေပြောချင်ပါတယ်။နောက်တစ်ခုထပ်ပြီးတော့ပြောချင်ပါသေးတယ်။ကျွန်တော်ဒီဖြစ်စုဆေးတွေဗီတာမင်တွေကိုကျွန်တော်တောက်သုံးတဲ့နေရာမှာလူတအူးချင်းစီရဲ့ဒီအသက်ရွယ်ဗီဇာကျမရဲ့ channel ပေါ်မှာမှတည်ပြီးတော့ကြတော့အကျိုးသိရမှုအနည်းများကြွေပြနိုင်နေဆိုတာကိုလည်းတတိချက်သေးချင်ပါတယ်။ဗီတာမင် A ရဲ့အဓိကလုံဆောင်ချက်များ ဗီတာမင် A ဆိုတာကအစီအမပြောင်းဝင်နိုင်တဲ့ retinol အုပ်စုတစ်ခုလည်းဖြစ်ပါတယ်။သူရဲ့ဒီကလုံဆောင်ချက်အနေနဲ့ကတော့မျက်စိကျန်းမာရေးကတော့မရှိမဖြစ်ပဲဖြစ်ပါတယ်။ကျွန်တော်ဒီအထူးသဖြင့်ညာဘက်အလင်းနှဲတဲ့အခြေအနေတွေမှာမျက်နှာစွမ်းကကျွန်တော်တို့အတွက်အလွန်ကိုအရေးကြီးတာပဲဖြစ်ပါတယ်။ အလိုရေးကြည့်တဲ့အတွက်ကြောင့်မို့ဒီဗီတာမင် A ကမျိုးလုံးတွင်းမှာရှိတဲ့အလင်းကိုတုံ့ပြန်တဲ့ဒီပရိုတင်းဖွဲ့စည်းမှုအတွက်လုံဆောင်ပေးပါတယ်ပြီးတော့မျိုးလုံးရဲ့မျက်သားနဲ့မျက်ကြည်လွှာပုံမှန်လုပ်ငန်းဆောင်တာတွေအတွက်လုံဆောင်ပေးလို့မို့မျက်စိကျန်းမာရေးအတွက်မရှိမဖြစ်ပါပဲနောက်ထပ်တစ်ချက်ကတော့ကုခန်းစနစ်ပဲဖြစ်ပါတယ်ယောဂပိုးတွေကိုတိုက်ထိုးဖို့ခန္ဓာကိုယ်ရဲ့ခုခံစနစ်ကိုအားဖြည့်ပေးတာပဲဖြစ်ပါတယ်နောက်ထပ် တချက်ကတော့အရေပြားနဲ့တ िश ူတွေအတွက်ဖြစ်ပါတယ်။အရေပြားမျိုးလုံးနဲ့ကိုယ်တွင်းအင်္ဂါတွေရဲ့ကြာမရေးကိုလည်းထင်ထင်ပေးပါတယ်။နောက်ထပ်တစ်ခုကကြီထွားဖွံ့ဖြိုးမှုပိုင်းပဲဖြစ်ပါတယ်။ကလေးတွေရဲ့ကြီထွားမှုနဲ့အင်္ဂါအစိပ်ပိုင်းတွင်ဖွံ့ဖြိုးမှုကိုလည်းလုံဆောင်ပေးတယ်။ပြီးတော့အမျိုးသားအမျိုးသမီးတွေမျိုးဝါချင်းဆိုင်ရာလုပ်ငန်းစဉ်တွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လုံဆောင်နေတာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဗီတာမင် A ကျွေးဝါးတဲ့အစားအစာတွေစားသုံးတဲ့သူတွေမှာပန်ခရီးယားကင်ဆာ တောင်းဝင်ကင်စာပေါ့နော်ဒီတိုင်းကင်စာတွေမှာဖြစ်တဲ့တောင်းဝင်ကင်စာနဲ့အစာပြုံကင်စာဖြစ်နိုင်ခြင်းယူနေပါတယ်ဗီတာမင်နေ့တာတောက်သုံးသင့်တဲ့ပမာဏနဲ့ဒီဗီတာမင်ချွတ်တဲ့မှုလက္ခဏာတွေရဲ့အကြောင်းအကြံပြုထားတဲ့နေ့စဉ်ဗီတာမင် A ရဲ့ဒီတောက်သုံးမှုပမာဏကတော့ဒီစားသုံးမှုပမာဏကတော့အမျိုးသမီးတွေမှာဆိုလို့ရှိရင် 600မိုက်ခရိုဂရမ်ပဲဖြစ်ပါတယ်။အာယူနဲ့ဆိုလို့ရှင်တော့2000အာယူဖြစ်ပါတယ်။အမျိုးသားတွေအနေနဲ့ဆိုလို့ရှင်တော့900မိုက်ခရိုဂရမ်ဖြစ်ပါတယ်။အာယူနဲ့တွက်မယ်ဆိုလို့ရှင်တော့2330အာယူပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီဗီတာမင် A ကိုအစားစားတွေရညလုံးလောင်းစွာရရှိနိုင်ပါတယ်။မလိုအပ်ဘူးဆိုလို့ရှင်တော့ဗီတာမင် E ဖြစ်ဆွက်စားတွေကိုတော့တော့မှနဲ့ခနာကိုကဒီချက်ချင်းမလိုအပ်တဲ့ဗီတာမင် A ကိုတိုးလောင်းထားနိုင်တဲ့အတွက်ကြောင့်မို့နေ့စဉ်စားသုံးဖို့မလိုအပ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ီတာမင်အချော့တဲ့ခြင်းရလက္ခဏာတွေကတော့ညာဘက်မြင်ရခက်ခဲခြင်းနဲ့မျက်စိချောက်တွေ့ခြင်းနဲ့အဆုံးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကုသရောဂါတွေကိုခုခံဖို့ခံနိုင်ရနေတာတွေဖြစ်တတ်ပါတယ်အဓိကတည်ထားရမယ်ဗီတာမင် A အမျိုးအစားနှစ်ခုအကြောင်းနဲ့ဗီတာမင်ကျွေးဝါးတဲ့အစာစာတွေရဲ့အကြောင်းကျွန်တော်တို့ဗီတာမင်မျိုးအစားနှစ်ခု ရှိပါတယ်ကျွန်တော်တို့လူသားတွေရရှိနိုင်တဲ့ပုံစံပဲဖြစ်ပါတယ် နံပါတ်1ကတော့ preform vitamin A ဖြစ်ပါတယ်။နံပါတ်2ကတော့ pro vitamin A ဆိုပြီးတော့နှစ်မျိုးရှိတာပဲဖြစ်ပါတယ်။နံပါတ်1 preform vitamin A ကတော့တရိษံမရတဲ့အစားအစာတွေဖြစ်တဲ့အသေးတို့ညှို့ထွက်ပစ္စည်းတို့ကနေရရှိနိုင်ပါတယ်။ဒီနောက်တစ်မျိုးကတော့ဖြစ်စွတ်အားစေးတွေတောက်ချင်းရနေမှဒီ preform vitamin A ကိုရရှိနိုင်ပါတယ်။ဒီတရိษံမရတဲ့အစားအစာတွေနဲ့ဒီဖြစ်စွတ်အားစေးတွေကနေရရှိတဲ့ D ပေါ့နော်ဒီဗီတာမင် A ပုံစံတွေကခန္ဓာကိုယ်ကနေဓာတ်ရိုက်အသွင်ပြုနိုင်တဲ့ဗီတာမင် A ပုံစံတွေပဲဖြစ်ပါတယ်။နံပါတ်2ကတော့ Pro Vitamin A Carotenoid ပဲဖြစ်ပါတယ်။သူ့ကို Beta Carotene လို့လည်းခေါ်ပါသေးတယ်။ကျွန်တော်တို့ဒီ Carotenoid လို့ခေါ်တဲ့သဘောတရားကတော့အသီးနှံနဲ့ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ဗီတာမင် A ရဲ့အစိပ်ပိုင်းကိုခိုးဆိုခြင်းဖြစ်ပါတယ်။ Beta Carotene ကတော့အဝါနဲ့လေမောင်ရောင်ရှိတယ်ပေါ့နော်။ဒီအစင်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို ကိုစားပြုတဲ့အကြောင်းကိုညွှန်ဆိုခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီပီတာကာရိုတင်းကအပင်ခြေကန်အစားအစာနဲ့ရရှိတဲ့အတွက်ကြောင့်မို့ဒီရရှိလာတဲ့အာဟာရတွေကို O1 နဲ့ဒစင် PCM1 enzyme နဲ့ vitamin A ဖြစ်တော့ခနာကွာနဲ့လောသလိုပြောင်းလဲသုံးဆွဲတာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဗီတာမင် A ကျွေးဝါးတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ဒီတရိစံရင်မြစ်ကနေရရှိတာဖြစ်တဲ့အသည်ငါ ကိုနိုးတဲ့နှုတ်ထပစ္စည်းတွေရတယ်ဗီတာမင် A ကိုရရှိနိုင်တယ်။ဒါပေမဲ့အဲ့ဒီရရှိတဲ့ဗီတာမင် A က preform ဗီတာမင် A ပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ကလည်းဓာတ်ရိုက်ဆုပ်ယူနေတဲ့ပုံစံပဲဖြစ်ပါတယ်။နောက်တော့ကိုယ်ကအပင်အရင်မြက်ကနေ ဖြစ်တဲ့ pro ဗီတာမင် A ပဲဖြစ်ပါတယ်။ အဝါလိမ္မအစင်းရောင်ပေါ့နော်ဒီစားရဟင်းသီးဟင်းရွက်တင်ရနေမှာရရှိတဲ့အရာပဲဖြစ်ပါတယ်ဟင်းနူနေရွက်တော်မော်လာဥနီတော်ကစွန်းဥတော်တရသီးတော်တင်မိုသီးတော်ရှစ်ဖြုံသီးတော်လိုကနေရရှိတာပဲဖြစ်ပါတယ်ကျွန်တော်ဒီဘီတာကာရိုတင်းကျွေးရတဲ့အစားအစာတွေကိုစားသုံးပေးခြင်းဖြင့်ကျွန်တော်ဗီတာမင် A ကိုလုံးလုံးရရှိနိုင်ပါတယ်ဗီတာကာရိုတင်းကခန္ဓာကိုယ်အနေနဲ့ retinol ဖြစ်နေပြောင်းလဲပေးနိုင်လို့ပဲဖြစ်ပါတယ်အနေနဲ့အကင်းဆုံးကတော့ဗီတာကာရိုတင်းကတော့အနေနဲ့အကင်းဆုံးပဲဖြစ်ပါတယ် ဗီတာမင် A လွန်ကျွမ်းစားသုံးမှုကြောင့်မို့ကျမရဲ့ဆံရအနေတွေကြောင့်ဗီတာမင် A ဟာစီမပြောင်းဝင်တဲ့ဗီတာမင်ဖြစ်ပါတယ်။အဲဒီတွေခနာကိုကအပူပမာဏကိုအသေးမှအဓိကသုံးလောင်းထားပါတယ်။သုံးလောင်းထားတဲ့ပမာဏစုပေါင်းလာနိုင်တဲ့အခါမှာဒီဗီရက်ဆိုးကျိုးတွေဖြစ်လာပါတယ်။ ကျွန်တော်တို့ဗီတာမင်ရဲ့လွန်ကျွန်းဒီတောက်သုံးမယ်ဆိုလို့ရှိရင်တော့ပြောရရင်တစ်ချိန်တည်းများကြီးတောက်သုံးမယ်ဆိုလို့ရှိရင်ပြိုအန်နာတွေမူးဝေတာတွေအမြင်ဝေဝါးတာတွေအာနေတာတွေဖြစ်တတ်ပါတယ်ရေရှည်လွန်တောက်သုံးမယ်ဆိုလို့ရှိရင်တော့အသေးပျက်စီးတာတွေသပင်ကျွတ်တာတွေအရေပြားချောက်တွေ့တာတွေအယိုးနဲ့အဆစ်နာတာတွေကြွက်သားနဲ့အဆစ်နာကျင်တာတွေမိုးပန်းနာတွေဆေးတက်ကြတာတွေအသေးစစ်ဆေးမှု ပြုလုပ်တဲ့အခါမှာဒီပုံမှန်မဟုတ်တဲ့ရလာတဲ့ဖြစ်ပေါ်လာနိုင်ပါတယ် ဒီနောက်တစ်ချက်ကတော့ဒီနှစ်ပေါင်းများစွာပေါ့နော်တနည်းလျင်1.5 mg ဒီ microgram နဲ့ပြောမယ်ဆိုလို့ရှင်တော့1500 microgram IU နဲ့ပြောမယ်ဆိုလို့ရှင်9000 IU ထပ်ပိုတဲ့ဒီ preform vitamin A ကိုကြာချေစွာလွန်ကျောတောက်သုံးတာမျိုးဒီစားသုံးတာမျိုးဖြစ်မယ်ဆိုလို့ရှင်เนาะအယူဆေးတဲ့ပစ္စည်းချင်းကိုဖြစ်စေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အယုတ်ဖွေးစည်းမှုကိုဟန်တာပေးပြီးတော့အယုတ်တည်တည်စကြာစင်းစေနိုင်လို့ပဲဖြစ်ပါတယ်။ အထူးသဖြင့်ကတော့အမျိုးသမီးတွေဒီဘလိုအမျိုးသမီးတွေလဲဆိုတာကတော့ဒီတွေးဆုံးပြီးအမျိုးသမီးတွေနဲ့ပြီးတော့ဒီအသက်ကြီးတဲ့အမျိုးသားတွေမှာအယောဘယောဂဖြစ်နိုင်ခြင်းများနိုင်ပါတယ်ဒီအဲ့တို့ကြောင့်မို့အစားအစာနဲ့ပြည့်စုံအားစေးတွေရာနဲ့ဗီတာမင်ပမာဏ1.5 mg တက်မကျော်စေရန်ဂရုပြုပါဒီပိုစားမိမယ်ဆိုလို့ရှိရင်တော့ဒီအမျိုးသားတွေထက်အမျိုးသမီးတွေကပိုပြီးတော့အသက်ကြီးလာတဲ့အခါမှာဒီ တွေးဆုံတဲ့အမျိုးသမီးတွေနည်းနည်းပေါ့နော်အယိုးဘွားယောဂါနဲ့အယိုးကျွမ်းနိုင်ခြင်းပုံများစင်တယ်လို့ပဲဖြစ်ပါတယ်။ဟင်းသင်းဟိရွက်တွေကနေရရှိတဲ့ပရိုဗီတာမင် A ကိုပူစားပေးပြီးတော့စားသုံးပေးပါ၊ရယူပါ။အသီးအရွက်မှာရတဲ့ဗီတာကာရိုတင်းလိုပရိုဗီတာမင် A တွေကိုပုံမှန်စားသုံးပေးခြင်းဖြင့်အယိုးကျန်းမာရေးအတွက်ပုံမှန်ပေးကင်းစေမှာပဲဖြစ်ပါတယ်။ တရိစံမရတဲ့အသေးကိုတပတ်တစ်ချိန်ထပ်ပိုစားမယ်ဆိုလို့ရှိရင်ဗီတာမင် A လွန်ကျွန်ရရှိနိုင်ပါတယ်။အသေးနဲ့အသေးထုတ်ကုန်တွေကိုတပတ်တစ်ချိန်ထပ်ပိုမစားသင့်ပါဘူး။တကယ်လို့အသေးကိုပုံမှန်စားသုံးဖြစ်တယ်ဆိုလို့ရှိရင်နော်ဗီတာမင် A ဖြစ်စုအားစေးတွေကိုမတော်သုံးသင့်ပါဘူး။ဗီတာမင်ပါတဲ့ဖြစ်စုအားစေးတွေကိုတောက်သုံးမယ်ဆိုလို့ရှိရင်လည်းဒီအစားအစာနဲ့ဖြစ်စုအားစေးမှာရယူတဲ့ဗီတာမင်ပမာဏပေါ့နော်1.5 mg 1500 microgram ထပ်မကျော်စေဖို့ ဂယုပြုပါတော့ထပ်ပြောကြပါရစေ။ပြည်သူမျိုးဖြစ်စွအားစေတော့မယ်ဆိုလို့ရှင်လည်းအလွန်ကြုံမတောင်းမိစေဖို့တတိပြုပါ။အပင်စားစားကနေပေါ့နော်ဒီဟင်းသင်းဟွေတွေကနေရရှိတဲ့ပြည်သူကာလိုတင်းကားတော့အနေမရှိပါဘူး။ဒါပေမဲ့ဒရီသားမနဲ့ချက်တို့ရှိပါတယ်ပုံမှန်လူတွေထက်ပေါ့နော်ဒီဆေးလေးတောက်သူတွေနေနေကတော့ဗီတာကာရိုတင်ဖြစ်စွတ်အားစေးတွေကိုတောက်သုံးမယ်ဆိုလို့ရှင်တော့အဆောက်ကင်စာဖြစ်နိုင်ခြေကိုမြင်တဲ့ဆင်နိုင်ပါတယ်ကောင်းဝင်ဆောင်နဲ့နိုတိုင်းမီကင်နဲ့နေနေရတယ်ဗီတာမင်ဖြစ်စွတ်စာကိုဒီနေ့ 3000မိုက်ခရိုဂရမ်ထက်ပိုပြီးတော့မတော့တင်ပါဘူး။ဒါကြတော့တောက်တော့မယ်ဆိုလို့ရှိရင်လည်းဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်တော့မှာဗီတာမင်အားစေးတောက်တော့ဖို့လိုအပ်နေတဲ့သူတွေအခုပြောပြမယ့်သူတွေမှာဗီတာမင် A ချို့တဲ့မှုဖြစ်နိုင်ပြီးတော့အားစေးတောက်ဖို့လိုအပ်နိုင်ပါတယ်။လူလူတွေလေးဆိုတာကတော့ဒီလက်ဆက်တဲ့အစားအစာတွေတိရစ္ဆာန်တွက်ပစ္စည်းတွေပေါ့နော်လုံလောက်စွာ မစားသုံးတဲ့သူတွေအတိရွတ်မစားသုံးတဲ့သူတွေဖြစ်ပါတယ် ဒီ cystic fibrosis လို့ခေါ်ရဲပေါ့နော်အဆုတ်အစာချေလမ်းကြောင်းနဲ့တခြားအင်္ဂါတွေကိုထိခိုက်စေတဲ့ဒီယောဂါရှိတဲ့သူတွေကိုဝင်ဆောင်မိခင်နဲ့ chrome ယောဂါ serious ယောဂါလို့ဥပမာနဲ့အာဟာရဆုပ်ယူမှုအားနည်းတဲ့ဟန်သားတွေယောဂါရှိသူတွေပဲဖြစ်ပါတယ်။ဆေးဝါးတွေနဲ့တပြုနိုင်မှုဗီတာမင် A ကတချို့ဆေးဝါးတွေနဲ့တပြုနိုင်တယ်လို့တချို့ဆေးတွေကလည်းဗီတာမင် A ပမာဏကိုထိခိုက်စေနိုင်ပါတယ်။ဒီအသေးယောဂါပေါ့နော်အသေးအတွက်အသုံးပြုတဲ့ဆေးဝါးတွေတော်တော်နေရာတွေသူတွေ ဗီတာမင်အလွန်တောက်ပါကအသေးကိုပုံမထိခိုက်စေနိုင်ပါတယ်။အစီကြာစေးသုံးတဲ့သူတွေဗီတာမင်ဆုပ်ယူမှုကိုညှောနေစေနိုင်တဲ့အတွက်ကြောင့်မို့အားစေးတောက်ဖို့လိုအပ်နိုင်ပါတယ်။ဒါကြောင့်လဲဆိုတော့ကိုယ်လေးချိန်ချော့ချားတဲ့ဆေးတွေကဗီတာမင် A နဲ့တခြားအစီမာပြောင်းဝင်နိုင်တဲ့ဗီတာမင်တွေရဲ့ဆုပ်ယူမှုကိုညှောနေစေနိုင်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်။နောက်ခါဗီတာမင်ဆေးတွေဖြစ်ပါတယ်။ဗီတာမင်အားစေးနဲ့တွေ့မတော်တင်ပါဘူး။နောက်တစ်ခုကသွေးကြေးဆေးတွေဖြစ်ပါတယ်ဗီတာမင် A ကသွေးရုပ်စီးမှုကိုပုံပုံမြန်ဆန်စေနိုင်လို့ပဲဖြစ်ပါတယ် ီကိုမင်းဆောင်နေမယ်ဆိုလို့ရှိရင်တော့ဒီဗီတာမင်အားစေးတွေကိုဆီယောင်မင်းတိုင်ပင်ပြီးမှသောက်တော့မှာဗီတာမင် A ရဲ့အန်ရဲ့အောက်ဆီဒန်အာနိသင်ကိုရယူခြင်းနဲ့ဆိုလို့ရှိရင်တော့အစာအစာကနေတဘာဝတန်ရရှိတာကတော့ဒီအားစေးတွေထပ်ပုံပြီးတော့အကျိုးရှိနိုင်တယ်ဆိုတာကိုလည်းသတိပြုပါခုပြောပြတဲ့ဗီတာမင်ဖြည့်စွက်အားစေးတွေတောက်သုံးမယ်ဆိုလို့ရှိရင်တော့ဒီနေ့စဉ်ကြံပြုထားတဲ့နေ့စဉ်လိုအပ်ချက်ပမာဏထက်မကျွလွန်စီရင်လည်းအရေးကြီးပါတယ် ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဗီတာမင် A နဲ့ပတ်သက်တဲ့တည်တည်တည်ထိုင်တဲ့အချက်လေးတွေကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖန်လေးတွေကိုနားထောင်ပြီးပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျွန်မရဲ့ဘဝတူတာတွေတော်ပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။